ကျွန်တော်ရဲ့မင်းသားကောင်းပေါင်းလေးနဲ့မြင်ရတာကိုပရိသတ်လော်ဒဂျီခွဲစင်းဖို့လိုရဲဆိုတာလွန်ခဲ့တဲ့3လလောက်ခွဲရတော့မုတ်ချိုအေးရောင်နာတို့အဲအသေးကြီးတာတို့ကတော့တော်တော်ကောင်းသွားပါပြီ။ဟုတ်ပြီးတော့စိုးရင်ရတဲ့အနေအထားတော့မရှိတော့ဘူး။အခုလက်ရှိမှာတော့အဲပေါင်ပဲပေါ့။ပေါင်ခွဲစိတ်ဖို့အတွက်ပဲရှိတော့တာပေါ့။သူ့ရဲ့ကျမ်းမာရေးကလည်းဒီဝေကြီးများများစွာကုန်ပါလေ။ကုန်မှာဖြစ်တဲ့အတွက်ကိုအဲအဲ့လိုမျိုးလေးပေါ့စိတ်အားငယ်မှုပိုင်းလေးရရှိအောင်ဟုတ် သူကငွေကြေးကုန်ကြမယ်ဆိုလဲငွေကြေးကထောင်နဲ့ချီပြီးကုန်ကြမှာဆိုတော့အခက်ခဲလေးတော့ဖြစ်သွားတာပေါ့ဟုတ်မလားလောက်မှန်ပါဘူးလောက်မှန်ထားလဲဆိုတော့800နဲ့တစ်ထောင်ကြပဲဟုတ်အာလက်ရှိကျမရေးချင်နေရတော့ဒီစိုးရင်ရတဲ့အနေထားတော့မဟုတ်တော့ပါဘူးအာလက်ရှိမှာတော့ကိုကြီးကတော့ဟိုပါပေါ့အားယူနေတဲ့အခြေအနေပါဟုတ်အားကြတော့ဘယ်စိတ်ကုန်လို့စမ်းထား ။လော်ဒဂျီခွဲစင်းဖို့လိုတယ်ဆိုတာလွန်ခဲ့တဲ့3လလောက်တည်းကလိုတာ။ခွဲစင်းဖို့အဲ့ဒါကိုကြီးကဒီအလုပ်ကလေးတွေပြန်လုပ်မယ်။လုံလုံရင်းနဲ့ပတ်စံဆူပြီးတော့အဲ့လိုမျိုးပေါ့ခွဲစိတ်မယ်ဆိုပြီးတော့ကိုကြီးရဲ့အဲစိတ်ကားပေါ့အဲ့လိုမျိုးရှိတော့ခွဲစိတ်ဖြစ်တာပါ။မှန်မှန်တော့လွန်ခဲ့တဲ့3လလောက်တည်းကခွဲစိတ်ရမယ့်အရာပါဟုတ်။အခုတော့အာပိုပိုပြီးစိုးလာတာပေါ့။ဟုတ်ကဲ့။ မိုးချိုအေးရောင်နာတို့အဲအသေးကြီးတာတို့ကတော့တော်တော်ကောင်းသွားပါပြီ။တော့ပြီးတော့စိုးရင်ရတဲ့အနေထားတော့မရှိတော့ဘူး။အခုလက်ရှိမှာတော့အဲပေါင်ပဲပေါ့။ပေါင်ခွဲစိတ်ဖို့အတွက်ပဲရှိတော့တာပေါ့။ပေါင်ကလည်းအခုဆရာဝန်ကဆေးတွေပါပြီးပြန်ပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ကိုအရင်လဲစိုးရင်ရမယ့်အနေထားတော့တိတ်မရှိတော့ဘူးပေါ့။တပြေးပြေးတော့နည်းနည်းချင်းစီတော့တတ်တာပဲပေါ့။ဒါပေမဲ့ခွဲတော့ခွဲစိတ်ရမှာပေါ့ဟုတ်။ feel a little bit ီးချင်းနဲ့သွားနေရတယ်ဆိုတာကဟိုပါပေါ့တချို့တွေကြရင်မျိုးစုံတွေးကြတာပေါ့နော်အဲအောက်ပိုင်းတွေွားတာလားဒါမှမဟုတ်ခြေောက်ကလုံးဝလမ်းမလျှောက်နိုင်တော့လို့လားပေါ့နော်အမှန်မှန်တော့အဲမနိုင်ပြောမယ်ဆိုလို့ရှင်တော့ဒီစီးရုံကစင်းစင်းပြီးချင်းတော့ကိုကြီးကဆေးတွေကိုဒီဟိုမုတ်ချိုကြီးကလည်းရောင်းထားတာဖြစ်တဲ့အတွက်ကိုဒီခြေောက်ကိုနည်းနည်းအနာတက်တာစီမဲ့ဆေးတွေကရှော့တာရှော့ထားတော့ခြေောက်ကပြန်လာနေတော့ကိုကြီးကလမ်းလျှောက်ရတာအဆင်မပြေဘူးအဆင်မပြေတော့ပြန်မှန်းမှာဆိုလို့အဲပြီးရင်လည်းအနာရှိန်ကြောင့်ကိုကြီးက ဟိုစိတ်ကနည်းနည်းကြီးတက်တယ်လေကြီးတက်တော့အဲ့တော့ဟိုစိတ်လည်းမညစ်သွားအောင်လို့တက်တာအောင်လို့ဆိုပြီးဝီချယ်နဲ့စီစဉ်ထားတာပါဟိုလမ်းအရင်မလျှောက်နိုင်ရတော့မဟုတ်ပါဘူးဟုတ်နည်းနည်းတော့အခုဆိုတော့စပြီးတော့မတ်တလီတော့ရက်ရက်နေပါတော့ပေါင်ပေါင်ဖြစ်နေတာတော့ကြာပြီအဲအစိုးဆုံးကတော့လွန်ခဲ့တဲ့3လလောက်ကတော့အစိုးဆုံးပေါ့အဲ့မှာတည်းကဇာဝင်ကခွဲစိတ်ဖို့အတွက်ကိုယူအကြံဉာဏ်ပေးတာပေါ့အဲ့မှာတည်းကကိုယူရမခွဲစိတ်ဖြစ်သေးတာပေါ့ဟုတ်ဘယ်လိုဖြစ်တာ ဘယ်လိုဖြစ်တာလဲဆိုတွေးကြောပေါ့တွေးကြောထဲမှာအဲ့တွေးခဲလေးပေါ့အခဲလေးတွေဖြစ်နေတာပေါ့ဦးရကျတော့သူရခံယူချက်တစ်ခုရှိတာပေါ့နော်သူကဟိုကိုကြီးဆိုလို့ရှိရင်ဒါပရိသတ်ကချစ်ပြီးသားမင်းသားလေအဲမိတ်ဆွေတွေလည်းအများကြီးပဲရှိတယ်ဒါပေမဲ့သို့တော်လည်းမိတ်ဆွေတွေအကူအညီပေးခြင်းနဲ့ဆိုရင်တော့မကိုကြီးကအဲသူ့အတူပဲအဲ့လိုမျိုးပေါ့နော်ဟိုကုချင်းနဲ့အနေထားမှာရှိတယ်အဲအဲကြောင့်မလို့လည်းအချိန်ကြီးနည်းနည်းကြာသွားတာပေါ့ကုချင်းကဆိုလို့ရှိရင် ိုကြီးတို့ဆိုလဲကျွန်တော်တို့ဟိုအခုကဆိုမိုးနဲ့ဆိုပို့ဆိုးတာပေါ့ကျွန်တော်တို့နုပညာသမားကြီးဆိုတာကိုယ့်ရရှားသွားပြီလေအလုတ်ကိုင်းတွေကလည်းပါပြီဆိုတော့အဲ့လိုအခက်ခဲလေးတွေကလည်းအများကြီးရှိသွားတာပေါ့ဟုတ်ရှိတယ်ရှိတယ်ကျွန်တော်ကွန်မန်ထဲမှာဆိုလို့ရှိရင်လည်းအများကြီးပဲလာရေးကြတယ်အသေးလိုချင်လားကြောက်ကလူချင်လား အဲပြီးရင်အခက်ခဲရှိရင် ပြောပေါ့နော်အဲ့လိုအဲကိုကြီးကတော့သူသူသူ့ရဲ့ယောဂါကိုတော့သူကုကျင်တဲ့ပုံစံမျိုးပေါ့အဲ့လိုပုံဖြစ်နေလို့ပေါ့အဲ့လိုမျိုးပေါ့အခုဒီနှစ်ကကျွန်တော်တို့ ਨੇ လက်တွဲပြီးကိုကြီးကရဲဆိုတာကတော့အဓိကတော့အဲ့ဒီစေကူဘူးအတွက်ကအဓိကဥတည်ပြီးတော့ကခဲ့တာပေါ့ အခုတော့ကျမကြီးကပြန်ပြီးတော့နည်းနည်းစိုးရွားလာတဲ့ပုံစံမျိုးဖြစ်တော့အလုပ်တွေလည်းနားလိုက်ရတာပေါ့ဟုတ်ဟုတ်ဘယ်တော့ question ဖြစ်နိုင်ရင်တော့သူအခုကအမြန်ဆုံးတော့ question ပို့အတွက်ကတော့ရည်ရွယ်ထားတာပေါ့ဒါပေမဲ့ဟိုတခြားဖြစ်စင်စရာလေးလည်းရှိနေတော့နည်း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 တော့တော့ရပိုင်းဖြစ်ဖြစ်လာပိုင်းတော့ဖြစ်တော့နည်းနည်းတော့ကြာအောင်ပါပေါ့ဟုတ်နည်းနည်းငွေကြေးချက်တဲ့ပိုင်းတွေရရှိနေတာ ဝေကြီးချက်တဲ့ဆိုတော့ကိုကြီးမဟုတ်ဘောကျွန်တော်တို့လည်းချက်တဲ့တာပဲဘာလို့လဲဆိုတော့အခုကပိုဆိုးတာမိုးရင်းကာလာရောက်ပြီဆိုတော့ကျွန်တော်တို့ကကျတော့ဒီပရိသတ်တွေနဲ့ဓာတ်ရိုက်ထိတွေ့ရတဲ့အရာလေးတွေလူပညာလေးလှုပ်ရှားနေမှာပဲကျွန်တော်တို့ကတစ်ဖက်ဝမ်းစာနေပြန်ပြီးအဆင်ပြေတာလေအခုမိုးရင်းဆိုတော့လည်းအလုပ်ကပါပြီဆိုတော့အဲ့လိုချက်တဲ့မှုတွေကတော့လူတိုင်းလူလူရှိတော့ကိုကြီးအတွက်ဆိုတော့သူကငွေကြေးကုန်ကြမယ်ဆိုလဲငွေကြေးကထောင်နဲ့ချီပြီးကုန်ကြမှာဆိုတော့အခက်အခဲလေးတော့ဖြစ်သွားတာပေါ့ဟုတ်လားလောက်မှန်ပါဘယ်လိုမှန်းထားလဲဆိုတော့800နဲ့1000ကျပဲဟုတ် Okay, okay. မြင်မြန်မခွဲစိတ်ဘူးဆိုတော့စိုးရင်ရမယ့်အနေအထားရှိရပါဘော။နောက်ပိုင်းကျလို့ရှိရင်ဒီခြေထောက်တွေပါတွေအဲ့လိုမျိုးပေါ့ဟိုလမ်းလျှောက်လို့မရတော့တာတွေအဲ့လိုမျိုးအောက်ပိုင်းသေးတာအဲ့လိုပုံစံမျိုးလေးတွေပေါ့။ဒီနေ့စိုးရင်ရတာပေါ့။ ရှိတော့ဆိုတော့အရင် တော့ဆိုလို့ရှိရင်ကိုကြီးကပွဲတစ်ပွဲကားလိုက်မယ်ဆိုလို့ရှိရင်အရင်ခက်ကောင်းတဲ့အချိန်တုန်းကကိုကြီးအောင်ငင်းတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဟိုနည်းနည်းကားလိုက်တဲ့တပွဲလောက်ဆိုလို့ရှိရင်ကားတစ်စီးလောက်ဝင်နိုင်တဲ့အနေအထားရှိတယ်။အဲ့လိုပုံစံမျိုးဆိုတော့အခုချိန်မှာပွဲရလဲပြန်ပြီးတော့အခုမှပြန်ပြီးတော့ဟိုကျွန်တော်တို့တပင်အနေအထားနဲ့ဆိုပြန်ပြီးတော့ဟိုပြန်လုံလာတဲ့အခြေအနေမှာ သူရဲ့မလုံသူလည်းကျမ်းမာရေးကြောင့်မလုံနိုင်တော့စိတ်အားလည်းပိုပြီးတော့ငယ်ပြီးတော့အော်တခါလေးကျရင်တော့စိတ်တကြရပါဘော ဘာလို့လဲဆိုတော့သူ့ရဲ့ကျမ်းမာရေးကလည်းဒီငွေကြီးများများစွာကုန်ပါလေကုန်ပါဖြစ်တဲ့အတွက်ကိုအဲအဲ့လိုမျိုးလေးပဲစိတ်အားငယ်မှုပိုင်းလေးရရှိအောင်ဟုတ်ကဲ့ဆက်စပ်မယ်ဆိုရင်တော့ဟိုပါပေါ့အိန္ဒိယဘက်မှာကွယ်စီအဲအားလုံးကစီစဉ်လေးပါပါအခုနကျွန်တော်ဆိုလိုသလိုပေါ့သူနည်းနည်းလေးကိစ္စလေးရှိတယ် အာမငယ်ကြပါနဲ့ပေါ့နော်။ကိုရသူပြန်ကောင်းလာလို့ရှိရင်အရင်ကလိုအရင်ထပ်ပို့ပြီးတော့စိတ်တက်ကိုတက်လူတက်နဲ့အဲသူအများကြီးပေါ့ပရိသတ်ကိုချပြခြင်းနဲ့အရာကြီးလည်းအများကြီးရှိပါတယ်။အဲပြီးတော့ကိုရလည်းအရင်စိတ်မပူပါနဲ့။ကိုရပိသက်တေးရဲ့မေတ္တာကိုခံယူပြီးတော့အမြန်ဆုံးကျမ်းမာအောင်လည်းဆောင်ရွက်နေပါပြီ။အရင်လိုလည်းအချက်တွေမတောက်တော့ပါဘူး။အခုဆိုလို့ရှိရင်လည်းတော်တော်အချက်ကမတောက်တော့ပါဘူး။အဲတစ်ခါတလေဝိုင်းလောက်ပဲတောက်ပါတယ်။ဝိုင်းတော့မှတစ်ခါလေတောက်လို့ရှိရင်၃လေးပလင်းလောက်ပဲတောက်တော့အရင်လိုတော့မစိုးတော့ပါဘူးလို့။ ပြင်းကရောအဲ့လိုမျိုးတော့မှန်းလို့မရဘူး။အဲ့ဘသူကသွားကျင်တော့တော့သူကစောနိုင်လေပိုကောင်းလေပဲပေါ့နော်။အဲ့တိုးတော့လည်းအခက်ခဲလေးအဲလောမကိစ္စလေးရရှိနေတော့အတက်နိုင်ဆုံးတော့မြင်အောင်တော့ကိုယ်သွားကုမှာပါဟုတ်။